ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါတယ်မြန်မာထိုင်းနယ်စပ်တနင်္လာရီတိုင်းဒဝဲခရိုင်ထိခိဒေသမှာကြံနေတဲ့စစ်တပ်စခန်းတွေထဲကတခုဖြစ်တဲ့ငရဲနေစစ်စခန်းကိုစစ်ကောင်စီတပ်ကဆုံးခွာသွားတယ်လို့ကရဲအမျိုးသားအစီအယုံ KNU တမဟာလေးဒဝဲခရိုင်အတွင်းရေးမှူးဗဒိုစောရဲနာကပြောပါတယ် နေဆက်စကန်တစ်ခုဖြစ်တဲ့ဘောဒီစက်တက်စကန် point 2556ကိုတမဟာလေးဦးဆောင်တဲ့ဒေါ်လန်ရင်ပူပေါင်းတက်ကဂျော်လာ၁၀ရက်မနက်ပိုင်းမှာတိုက်ယူလိုက်ပြီး၂ရက်အကြာဂျော်လာ၁၂ရက်မှာတော့ငရဲနေစကန်ကိုစစ်ကောင်စီတပ်ဘက်ကဆုတ်ခွာသွားတာပါလလောဆယ်တော့ကျွန်တော်တို့သိရတာကကျွန်တော်တို့ဘောဒီစကန်သိမ်းပြီးဒီငရဲနေကအစီအစဉ်ရှိတယ်ကျွန်တော်တို့မဆခင်မှာသူတို့ကစကန်ဆွတ်လွတ်ပြီးတော့တဖက်နိုင်ငံအကူအညီနဲ့သူတို့ဆွတ်လွတ်ပြီးသူတို့ထွက်သွားတာပေါ့နော်လို့ဘရိုဆောအင်နာကရှင်းပြပါတယ် မယန်နီစကန်ကိုမတိုက်ခင်မှာစစ်ကောင်စီတပ်ဖွဲ့ကထိုင်းရဲ့စစ်ဆင်မှုနဲ့ဆုံးခွာသွားတာဖြစ်ပြီးလက်နက်ခဲယမ်းတွေပါယူဆောင်သွားမှာဖြစ်တယ်လို့ဗဒိုစောအင်နာကပြောပြပါတယ်။ထိုင်းကစစ်ဆင်ပေးပြီးကယ်ထုတ်တာပေါ့။ကားနဲ့လာပြီးတော့ပစ္စည်းရောလူရောတည်သွားတာပေါ့လို့တမဟာလေးဒဝဲခရိုင်အတွင်းရမှုကဆိုပါတယ်။ကရင်တရင်မြတ်တူကလည်းစစ်ကောင်စီတပ်ကငရဲနီစကန်ကိုဆုံးခွာသွားကြောင်းတရင်အရာ KNU တပ်ဖွဲ့ဝင်တွေကအနေမြရှင်းလင်းမှုပြုလုပ်ခဲ့တယ်လို့ပြောပါတယ်။ KNU တမဟာလေးဟာဒဝဲခရိုင်တဲကထိထပြူဟာ TK စကန် body scan တွေကိုတိုက်ယူထားပါတယ်။ငရမ်းနေ scan ကိုလည်းစက်ကောင်စီတပ်တွေဆုတ်ခါသွားတာကြောင့်ဒဝဲ ठी ခိအရှိတ်ဘက်မှာမြစ်တော် scan ၊ဒုက္ခ scan ၊ကြောင်မဲတော် scan တို့သာကျန်မာတော့တယ်လို့သိရပါတယ်။မြန်မာထိုင်းနယ်စပ်မှာတော့ဒုက္ခ scan တခုသာကျန်တော့တယ်လို့ဗဒိုစောရင်နာကအနေမြေအချိန်တွေကိုရှင်းပြပါတယ်။ KNU ပူပေါင်းတပ်ကအထီးထ ठी ခိ body scan တွေကိုတိုက်ယူချိန်မှာလေစက်ကောင်စီတပ်ဖွဲ့ဝင်တွေထိုင်းဘက်ကိုဆုတ်ခွာထွက်ပြေးခဲ့ကြပါတယ်ရှင်။ ငလင်ဘေးသင့်ဒေတာတွေမှာဖြစ်နိုင်ရင်တော့ရေတန့်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုးချက်ပြီးမှပဲတောက်တင်ပါရယ်